ားလုံးပဲမင်္ဂလာပါဖော်မစတိုင်တင်ဆက်မှုကလည်းကြိုဆိုပါရစေကျွန်တော်အခုတအားဆွေးနွေးသွားမယ့်အကြောင်းအရာကမနေ့ညကစားသွားတဲ့အဲကလာစီကိုပွဲဘာစီလိုနာအသင်းနဲ့ရယ်မက်ဒရစ်ဒါဘာစီလိုနာအသင်းရဲ့အိုလံပစ်ကွင်းပေါ့နော်ကစားခဲ့တယ်ဘာစီလိုနာအသင်းက4-3နဲ့အနိုင်ရသွားတယ်ဆိုတော့ဘာစီလိုနာကတော့အင်တာမီလန်ရဲ့ရုံးကလည်းအနောက်ကနေပြန်လိုက်တယ်ဦးဆောင်ဂိုးတွေတွင်းတယ်မင်းက90 နော်သူတို့တည်ကြခဲ့တယ်ဗောလေအချင်းပေါ်မှာရှုံးသွားတယ်အခုလဲ Real Madrid အသင်းရဲ့ဥဆောင်ကိုးတွေကိုအသွင်းခံရတယ်ဒါပေမဲ့နောက်ကနေပြန်လိုက်သွင်းတယ်ဒီဒီရင်တော့၄ကိုးထိသွင်းတယ်ဆိုတော့ Kylian Mbappe နောက်တစ်ကိုးပြန်သွင်းတဲ့အတွက်4-3နဲ့အနိုင်ရတယ်ဒီ game နဲ့ပတ်သက်ပြီးတော့ပြောစရာတွေကအများကြီးထဲမှာမှာပထမဆုံးပြောချင်တာက El Clasico ကိုတကယ် proper tension နေနဲ့ ဘယ်လိုတကယ် proper အားပြိုင်မှုတွေနဲ့ပြန်ပြီးတော့မြင်လာတာအင်မတန်စိတ်ချမ်းသာစရာပေါင်းတယ်။ဘလုံးလောကမှာ နှစ်စဉ်နှစ်တိုင်းမဖြစ်မနေစောင့်ကြည့်ရမယ်ပွဲတွေအခြေအနေအနေအထားကိုပြန်ပြီးတော့ကြောက်လာတော့ကျွန်တော်တို့တွေ့ရတယ်။ Ronaldo Messi ခစ်လွန်မှာပေါ့။ El Clasico ရဲ့ power ကတိတိကျကျရော့ကျသွားခဲ့တယ်။အခုတော့ဒီ ပါဝါကပြန်လဲမွေးဖွားလာခဲ့တယ်။အမ်ဘာပေဖီနီဆက်စ်ဂျူနီယာတို့မှလည်းယမာရာဖီညာအစားရှိသဖြင့်ဆိုတော့ပွဲကြောင်းကိုပြောရရင်ကာလိုအန်ချလော်တီအနေနဲ့ဒီပွဲမှာတက်တီကယ်ချိန်းဂျက်တွေသူလုပ်ခဲ့တယ်။ဒီအာဒီအက်ကလစီကို၃ချိန်ရင်ဆိုင်ခဲ့ပြီးပြီ။အဲ့ဒီ၃ချိန်သလုံးဘာစလိုနာအသင်းကအနိုင်ရထားတယ်။ဆိုတော့၄ချိန်မြောက်ရှုံးပွဲကို ရှောင်လွှဲနိုင်မှုအတွက်အန်ချလော်တီကအပြောင်းအလဲတွေလုပ်ခဲ့တယ်။တကယ်ကိုကောင်းမွန်တဲ့အခိုက်အတန့်ကြီးလည်းရှိခဲ့တယ်။ဒါပေမဲ့အခန်းစပိုင်းအားနည်းမှုတွေခန်းစပိုင်းအမှားတွေနောက်တစ်ခုကအမှားတွေအားနည်းမှုတွေအပြင်ကိုတကယ်ကိုထိမ့်မနိုင်တာထိမ့်မနိုင်တဲ့အခြေအနေတွေကြောင့် Real Madrid ထပ်ပြီးတော့ပြိုလဲခဲ့တာကိုတွေ့ရတယ်။ဒီကရက်ပွဲတွေမှာ Real Madrid က Barcelona နဲ့ရင်ဆိုင်တဲ့အခါ ဒါဖတ်သက်ရှိပ်ကို442နဲ့တဲအဲ့442နဲ့တဲခြင်းကအရန်ဟိုနီလန်အဟောင်းကြီးဖြစ်နေတယ်ကန်ဆာဗေတစ်ဖြစ်တယ်ပတ်ဆက်ဖြစ်လုံးနေဆိုဘာသလုနာအတင်းကဒီရယ်မက်ဒရစ်ရဲ့ first defense line ကိုကျော်ပြီးပြီဆိုရင်ကွင်းလေ space မှာသူတို့အစစ်ကြိုက်အလုပ်လုပ်ပြီအဲ့ဒီအနေအထားကိုရိုးရိုးလေးပဲဘာသလုနာကိုရယ်မက်ဒရစ်မထိန်းနိုင်ခဲ့ဘူးဆိုတော့ဒီဘက်မှာသူ အပြောင်းလဲတွေလုပ်တယ် ဒီ Kansas shape မှ451ပုံစံနဲ့တည်တယ် Venezia Junior တို့ပြီးတော့ဒီဘက်မှာလည်းဒီ Aracula တို့ဟို whole back line အထိပြန်ပြီးတော့အစင်းပြီးတော့ကစားတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဆိုတော့အတိုင်းတာတစ်ခုအထိလည်းအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်ဒီ Ferre Valverde က Rafinha တို့မဟုတ် Danny Olmo အဲ့ဒီနှစ်ယောက်ကို တူးမဟုတ်တူးဟိုသူနဲ့နီးစက်ရသူ့ဇုံနဲ့နီးစက်ရဝင်လာတဲ့အော်လမွန်နဲ့ရာဖင်ညာဒီကစားသမားနှစ်ယောက်ကဘာစီလိုနာရဲ့တကယ်ဟိုအရေးပါတဲ့အသက်သွေးကြောတွေတကယ် supply နေဖြစ်နေတဲ့အတွက်ဖေဗာတီကဒီကစားသမားနှစ်ယောက်ကိုတောက်လျှောက်လိုက်တယ်ဆိုတော့တကယ်တည်းကွင်းလယ်မှာဘာစီလိုနာဟိုအစောပိုင်းမှာပိုပွဲချင်းအစောပိုင်းမှာ pressure ကောင်းကောင်းပေးနိုင်တယ်အဲကစားပုံကြက်အောင်လုပ်နိုင်တယ်ဆိုတော့တွေ့ရတယ်တကယ်အလုပ်လဲဖြစ်ခဲ့တယ်ဒါပေမဲ့ပြဿနာက ဘာစီလိုနာရဲ့တကယ် relentless pressure အဲ့ pressure တန်ကိုရေရှည်ပါ Real Madrid အသင်းတောက်မခံနိုင်ဘူးအဲ့တောက်မခံနိုင်တဲ့အတော့လေနောက်ဆုံးမှ Madrid ဟာဂိုးတွေပြန်ပေးရပြီးပြိုလဲသွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီ Lucas Vasquez တို့ဘာလို့ El Clasico ရဲ့အဆင့်အတန်းနဲ့မကိုက်ညီဘူးဟိုနကူဂရေက Lucas Vasquez ဟာတိုက်စစ်ကစားသမား အသိအလိုအပ်ချက်အရာ right back ကိုစဉ်းကစားတယ်အတိုင်းအတာတစ်ခုထိအလုပ်ဖြစ်တယ်သို့သော်သူလက်ရှိအသက်အရွယ်အရာဒီနေရာမှာယုံကြည်စိတ်ချမှုမပေးနိုင်သလိုဘာစလုနာအတွက်ကျွန်တော်လွယ်လွယ်ပြောရရင်ဒီအချိန်မှာပေါ့နော်ကျွန်တော် Vasquez ရဲ့ဟိုအစောပိုင်းနှစ်တည်းအကြောင်းပြောတာမဟုတ်လက်ရှိအချိန်မှာဘာစလုနာကစားသမားတွေရဲ့မျက်လုံးထဲမှာအချင်းပဲသူ့ကိုသူရှိနေခြင်းအားဖြင့်အဲ့ဒီနေရာကိုဘယ်လို explode လုပ်ရမလဲဆိုတာပေါ့ ဘာသလုံးကစားသမားတွေအများအားတွေးနေတာ Ravinia ရဲ့ကိုးဆိုတော့ဒီအနေထားပဲဆိုတော့ထားပါတော့ဒီ Vasquez ဒီ Ravinia ထိတဲ့တွေ့ဆုံမှုပြောပြရင် Frank Garcia နဲ့ဒီ Yamal နဲ့ Yamal ကိုထိရမယ့်အဆင့်လည်းမဟုတ်ဘူးဆိုတော့ Madrid ရဲ့ cancel line ကသူတို့ရဲ့အကောင်းဆုံး line မဟုတ်တာလဲတွေ့ရတယ်။သို့တော့အကောင်းဆုံး line နဲ့လဲ tactical အလွဲတွေနဲ့ Madrid ရှုံးခဲ့တယ်။အခု tactical မှန်ပုံရပြီမဲ့လဲ တူးချင်းမထိန်နိုင်ခြင်းကပြဿနာဖြစ်တယ်ဆိုတော့ဘာစလိုနာကတော့ဘာစလိုနာပဲအချိန်တန်တော့သူတို့ရဲ့ form သူတို့ရဲ့ tempo ကိုသူတို့ပြန်ရသွားတော့ကျွန်တော်တို့တွေ့ရတယ် Rafinha နဲ့ Yamaha ကဟိုတကယ်လဲတော်တော်ကြောက်စရာကောင်းတဲ့အတွက်ပဲဖြစ်လာဒီနေရာမှာကျွန်တော် Hansi Flick ပြီးတော့ Ancelotti ဘယ်သူကပို့ပြီးတော့အရင်ချင်းရှိတဲ့နီးပြလဲဆိုတာမျိုးတော့ပြောလို့မရဘူး result တွေကိုကြည့်ပြီးတော့ ကျွန်တော်အမြင်နော်ဟန်ဆီဖလစ်အရန်တော်တယ်ဘာစလိုနာဒီအချိန်ကြီးရောက်လာအောင်အရင်ကဆိုရင်တန်တရားရှိခဲ့ဘူးတယ်ဟန်ဆီဖလစ်ဟာဂျာမနီလူ့ရေးစင်အသင်းလို့ဘိုင်ယန်မြန်ချ်အသင်းလို့ဆိုတာတွေကဟိုအရန်ကိုစီးစနစ်ကြတဲ့အသင်းနေအရန်ကိုစီကန်တရားတိဆောက်နေတဲ့အသင်းနေအောင်မြင်ချင်းကြာရှုံးခြင်းကဒပိုင်းဒီအသင်းရဲ့ဖန်သားရေးအခြေအနေတို့အကျွေးမြင့်ရှိအခြေအနေတို့အသင်းရဲ့လူဝင်လူထွက်တို့ စတဲ့အရာတွေပေါ့နော်အင်အားတောင့်တင်းမှုတည်ငြိမ်မှုအဲ့ဒီလို environment ကလာတဲ့နေပြတူဟာတကယ် chaos ကြီးဖြစ်နေတဲ့ဘာစီလိုနာကို ရောက်လာတဲ့အချိန်မှာသူဒီဟာကို လုံနိုင်ပါမလားတကယ်တကယ်လဲတန်တရားရှိခဲ့တယ်။ဒါပေမဲ့အခုတကယ်တကယ်တကယ်လဲကျွန်တော်တွေ့ရတဲ့ချိန်ကျတော့အဲ့ဒီအရာကိုကြော်ဖြတ်နိုင်ုံနဲ့မကောက်ဘူး။အိုးပူတော်ရှန်နေသေးတယ်ဘာစီလိုနာအတွက်မသိနှစ်ပေါင်းများစွာတာဝန်ယူကန်တွေ့လာတဲ့ နီးပြတူလို့ပဲစိတ်ရောကိုရောရှိသမျှခွန်အားအုံနောက်အကုန်နှစ်ပြီးတော့ဒီအသင်းကိုသူဆွဲတင်ပြီးကိုစူးစမ်းနေတာကိုကျွန်တော်တို့တကယ်မျှော်ဝါထင်တယ်မြင်ခဲ့ရတယ်ဆိုတော့သူ့ကိုချီးကျူးတယ်သို့တော့အန်ချလော်တီဟာဟန်စီဖလစ်ရဲ့အသင်းကိုဒဇရိုက်တွေရှုံးနေသည့်တိုင်အောင်အန်ချလော်တီမှာလည်းသူ့ရဲ့အတွေ့အကြုံအောင်မြင်မှုနော်ဝါအဆရှိသဖြင့်ပေါ့လေအန်ချလော်တီဟာအရေးအသွေးနှိမ့်နေသူတူမဟုတ်သူဘယ်လိုပဲ plan တွေ ခြားခြားသူ့အသင်းကကစားသမားတူးချင်းစီရဲ့အလုပ်လုပ်ပုံဟာဘာစီလိုနာကိုဘလို့မှမမိဘူးအဲ့ဒါကအဓိကပြဿနာပဲဒီနိပြနှုတ်ဦးကြမှာရာဖင်ညာနဲ့ယမားတို့ကြားတဲ့ကချောမွေးမှုမျိုးဒီကစားသမားနှုတ်ဦးကြားတဲ့ကနားလေမှုမျိုးတူးနဲ့တူးပေးဆက်မှုမျိုးတူးနဲ့တူးအမြင်မျိုးဆိုတော့ဒီအရာတွေကမှန်တိုင်းပြောရင်ရီယယ်မက်ဒရစ်တိုက်စစ်အိုင်မှာကျွန်တော်တို့လုံးဝမတွေ့ရတဲ့အရာတွေ မတိမတာသောအားပြိုင်မှုတွေကကျွန်တော်တို့ကိုင်းထဲမှာမမြင်ခြင်းမှအဆုံးဆိုတာမျိုးတွေ့ရတယ်ဆိုတော့ဒီအာဒီဘာစလိုနာအသင်းဟာစပိန်နိုင်ငံရဲ့အကောင်းဆုံးအသင်းအဖြစ်အပြည့်အသက်အသာရနေတယ်ဆိုတော့သူတို့ရဲ့ organize ဖြစ်ခြင်းသူတို့ရဲ့ intense ဖြစ်ခြင်းသူတို့ရဲ့ innovative ဖြစ်ခြင်းဘာစလိုနာကိုကြည့်ရတာကဒီစီဝနေတဲ့ဒီဆက်တလုံးလိုပဲဂီယာတလုံးလိုပဲအကျန်းကိုချုံမွတ်နေပြီးတော့ ီအနေအထားဖြစ်အောင် hand safe flick အကင်တွေထားနိုင်တာကိုလည်းကျွန်တော်တို့ကြည့်ကြည့်ရမယ်။နောက်ကစားသမား2ဦးကဒီအသင်းရဲ့အကောင်းဆုံးကစားသမား2ဦးအနေနဲ့ကျွန်တော်တို့မြင်ခဲ့ရပြီးတော့သူတို့ရဲ့တူအချင်းစွမ်းရည်ကိုဒီ recommend လဲဆိုတော့အသင်းတွေကိုဒီ collective effort အနေနဲ့ထည့်တဲ့အပိုင်းမှာလည်းအရင်ကြည့်ကြည့်စရာကောင်းတယ်။ဆိုတော့အဲ့ဒီအလုပ်ကရိုးရိုးလေးပဲ Real Madrid မလုံးနိုင်တဲ့အလုပ် ရာဖင်ညာရဲ့ဒီယာဒီဖောင်ကအခုဒီယာဒီ34ဂိုးသွင်းတယ်22ကြိမ်ဖန်တီးတယ်ဘာစလိုနာအသင်းရဲ့တိုက်စစ်ကိုဥဆောင်တဲ့အခါမှာလိုင်းအမြင့်ဆုံးကဥဆောင်ခြင်းမဟုတ်ပဲねတကယ်ဟို classic run တွေဟိုနောက်ကွယ်ကနေပြီးတော့သွားနေတဲ့ပုံစံနေတယ်ပြီးတော့သူ့ရဲ့ဒီ finishing တွေသူ့ရဲ့ finish တွေဆိုတော့ဒီအရာတွေနဲ့အတူ raffinia ကဟိုသွားနေတာတကယ်တော့တိုက်စစ်မှုတူလို့ကစားနေတာလည်းမဟုတ် တကယ် work ethic အပြည့်နဲ့တကယ် excellent work နဲ့ကစားနေရင်းနဲ့ပေါ်လာတဲ့အခွင့်အရေးတွေကိုအပိုင်အသုံးချနေတာအတူဦးချင်းကြော်ဖြတ်မှုအပိုင်မှာ Rafinha ကလွယ်လွယ်ပြောရင်ဒီတလားလောက် အတွင်းမှာ Rafinha ကိုဒီတူချင်းကြော်ဖြတ်မှုအပိုင်မှာကျွန်တော်တို့ကနည်းနည်းလေးတော့မှအားနေသွားခြင်းသိတယ်ရာသီအစကတော့မကောင်းသို့တော့ game အပေါ်မှာသူ့ရဲ့တက်ရောက်မှုသူ effective ဖြစ်ခြင်းတွေကဟိုးထိတ်ဆုံးအဆင့်ပါပဲဆိုတော့လက်ရှိဒီ ဘောလုံးလောကမှာထားပါတော့ကျွန်တော်အားလုံးမပြောကဲစပိန်ဘောလုံးလောကကိုကြည်လိုက်ရယ်မက်ဒရစ်ရှိမယ်အလက်တီကိုမက်ဒရစ်ရှိမယ်ဘာစီလိုနာရှိမယ်ဆေဗေးယားဘယ်ဘောအစရှိဖြစ်ဒါပေမဲ့ technically ရယ်ပြီးတော့တကယ် hard running နေ physicality တွေအဲ့နောက်ကဒီ pace တွေအဲ့အရာတွေပေါ့ရုပ်ပိုင်းဆိုင်ရာနဲ့ကျွမ်းကျင်မှုနဲ့နှစ်ခုပေါင်းအရေးအသွေးမှာယမားလဲ roughing ညာကိုမမိဘူးတကယ်ဟိုတကယ်ကို ဟို mad dog လို့ပဲပေါ်လုံးကစားတယ်တကယ်ကို walk horse လို့ပေါ်လုံးကစားတယ်ပြီးတော့ဟိုတကူကောင်းစိတ်နဲတယ်သူ့အနေနဲ့ Lewandowski ကိုပြီးခဲ့တဲ့၄ဘွဲလောက်ကနေတူတယ်ပြန်អော်တော့ကျွန်တော်စိတ်ထဲဘဝင်မှာကြဖြစ်ခဲ့တည်တယ်ဒါစိတ်ပိုင်းဆိုင်ရာပေါ့လေသို့တော်သူ့ရဲ့ဟိုနိုင်လူစိတ်ရဲ့အသင်းကိုစွဲတင်လို့စိတ်ကုညီလို့စိတ်ကအရင်ကြီးမာတဲ့အခါဖြစ်တတ်တဲ့ကိစ္စမျိုးလို့လည်းကျွန်တော်ပြန်ပြီးတော့တွေးလို့ရတယ်ဒါကဒီကျွန်တော်တို့ ဟိုလေးလေးစင်လိုက်တဲ့ဟို အသင်းမျိုးကနေပြီးတော့ပေါ်ထွက်ဒီပရိသတ်တည်းမြင်ခွင့်ရှိရောက်လာပြီဘာစလိုနာကိုရောက်တဲ့အချိန်မှာအဲ့လိုပဲဒီအချင်းချင်းပြောရင်ရှာဗီရဲ့ယုံကြည်မှုအပြည့်အဝကို तू မရဘူးပွဲထွက်ခွင့်တွေတော့ तू ရခဲ့ပြီမဲ့ဒီလောက် तू မလုံနိုင်ခဲ့ဘူးဟန်စစ်ဖလစ်လက်ထက်မှာ तू ကတကယ် beast တကယ် animal ဆိုတဲ့ပုံစံပြောင်းလဲသွားတယ် Real Madrid ရဲ့ခံစစ်ဟာ Barcelona နဲ့တွေ့တဲ့၄ချိန်စလုံးမှာ Rafinha ရဲ့ဒုက္ခပီးခြင်းကို တနည်းမဟုတ်တဲ့တနည်းနဲ့ခံရတယ်ဆိုတာတွေ့ရတယ်ဆိုတော့ယမားကတော့ဟို raffin ညာလောက်ဒီအလုတ်ရယ်ကျွမ်းကျင်မှုရယ် combine combination မှာ raffin ညာကိုမမိပြီမဲ့ကျွမ်းကျင်မှုတစ်ခုတည်းပြောရင်တော့ယမားကအရန်ကိုလွန်ကဲတဲ့အဆင့်ကိုရောက်နေပြီလုံးဝ unstoppable လို့ပြောလို့ရတယ်သူ့ရဲ့ဒီဘောလုံးနဲ့အတူရှိတဲ့ဒီစွမ်းဆောင်ရည်ဘောလုံးကိုခြေထဲမှာကင်ထားတဲ့စွမ်းဆောင်ရည်ဘောလုံးကိုခြေထဲကလွတ်ပေးလိုက်တဲ့စွမ်းဆောင်ရည် Rafinha အပိုင်ခေါင်းတိုက်တဲ့အလုံးကိုတင်ပေးလိုက်တဲ့ဒီ offside နဲ့တင်ပေးလိုက်တဲ့ Belgi offside နဲ့တင်ပေးလိုက်တဲ့ဘောလုံးတွေပြိုင်ဘက်ကစားသမားတဦးနှစ်ဦးသုံးဦးအမြဲတမ်းဟိုဘယ်လိုခေါ်မလဲဆိုတော့ဟို panic ဖြစ်နေတဲ့အနေအထားနဲ့စောင့်ကြည့်နေရတဲ့ခြေသွမ်းတွေဆိုတော့ဒီအချက်တွေကိုလည်းကျွန်တော်တို့တွေ့ရတယ်တစ်ဖက်မှာ Vinicius Junior ဟိုတစ်နှစ်က form မနှစ်က form လုံးဝလုံးဝမမှီတော့ဘူး benefits ကျိုးနေရရှင်းရှင်းပြန်ခန္ဓာကိုယ်မှာ refinery ကိုကြည့်လိုက်ပါကျွန်တော်ထေသွင်းခြင်းမရှိဘူးခန္ဓာကိုယ်တိဆောက်ပုံ physicality ဘိုင်းမှာ refinery တကယ်ဒီ muscle ကွဲတယ်သူ့ရဲ့ frame ကခပ်ပိန်ပိန်ပါပါဆိုပေမဲ့အဲ့ပိန်ပိန်ပါပါမှာကို muscle ရှိတယ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲ robotic ဆန်နဲ့ခန္ဓာကိုယ်တိဆောက်ပုံရှိတယ်ယမား ဘာမှပြောစရာမရှိဘူး Venetius Junior ကအရင်နှစ်ကထက်တစ်နှစ်ကထက်ဒီနှစ်အစီနည်းနည်းလေးပုံများနေတယ်သူပုံစံကကြီးလိုက်ရင်မသိတာပဲမဲ့လိုအပ်တာထက်နည်းနည်းလေးပို့ပြီးတော့ဖောင်းနေတယ်လုံးနေတယ်ဒါဒါတွေကဟိုကျွန်တော်အပြစ်ရှာတာမဟုတ်ဘူးတကယ်ဒီ Venetius Junior ကိုပြန်ကြည့်တွေ့နိုင်တယ် Venetius Junior လိုအပ်တာထက်ပို့အစီတက်နေတယ်ဆိုတော့ face ကိုအရန်အပြုတ်ကစားပြီးတော့ face ရဲ့ ပြီးတော့ဒီ skills ရဲ့ဒီအရာကိုပေါင်းဆက်ကစားရတဲ့ကစားသမားတူဦးသူ့ရဲ့လှုပ်ရှားမှုတွေကအရင်လောက်မပေါ်ပါဘူးမဖြက်လက်ဘူးမတွက်လက်ဘူးဆိုတော့သူကအဲ့ဒီအချက်တွေကို အာအတာချက်အဖြစ်ဒီယူသုံးခဲ့တဲ့ကစားသမားတူဦးအနေနဲ့အခုချိန်ထိသူ့စီမှာကျွန်တော်တို့ဒီ trick တွေ turn တွေ flick တွေ flare တွေမြင်နေရတော့မှဆိုပေမဲ့အဲ့ဒီအရာတွေကအရင်လိုကျွတ်ထွက်သွားတာမျိုးမဟုတ်တော့ဘူးပြောမယ်ဆိုသူဒီ face အပိုင်းမှာပြိုင်ဘက်တွေကိုချွတ်ပလိုက်နိုင်တယ်ဆိုတာကနည်းနည်းတော့ပို့ပြီးတော့ရှားလာတော့ဥပမာ killing အပတ်ပေးပေါ့ မ်ဘာပေးခုဘာဆီလိုနာကိုတွင်းသွားတယ်ကိုဒီကိုကဒီဗနစ်ဆက်ပဲပေးတာပါပေးတဲ့ဘောလုံးလေးလည်းတော်တော်ကောင်းတယ်တောင်မန်ကနေပြီးတော့ခန်းစစ်ရဲ့နောက်ကျောဘာဆီလိုနာအသင်းရဲ့ခန်းစစ်ကတော့တကယ်ဟိုရင်ခုန်စရာလည်းကောင်းပါတယ်ဟိုကစားပုံကောင်းသလောက်ခန်းစစ်ကတော့တော်တော်ပွင့်တယ်အဲ့ခန်းအဲ့နောက်က space အကျယ်ကြီးကိုချပေးတဲ့အချိန်မှာအမ်ဘာပေးကတစ်ချက်ပဲညှစ်ပြီးထွက်သွားလိုက်တယ်လူကျွန်းထောင်ကျောကနေဝုန်းဆိုလွတ်ထွက်သွားတဲ့အချိန်မှာ ပြန်လိုက်တာပဲ ဒါပေမဲ့လိုက်တဲ့ကစားသမားတွေနဲ့သူနဲ့ကြားထဲမှာတစ်ချက်အညစ်မှာအယံကွာသွားပြီပြီးအဲ့ဘော်လုံးကိုစိတ်မင်းတစ်ပြေတဲတယ်စိတ်မင်းတစ်ပြေတဲတယ်ကိုဘောက်ကိုချောင်းနဲ့စိတ်မင်းတစ်ပြေအနောက်ကကစားသမားနှုတ်ပြန်လိုက်နေနေမှမရှိဘူးအမ်ဘဘေရဲ့အမြန်လုံးကတော်တော်ကြောက်ကြောက်ပါတယ်ဆိုတော့ Venetius Junior ကလည်းတော်တော်မြန်တဲ့ကစားသမားတဦးဆိုပေမဲ့သူရဲ့ဒီအကောင်းဆုံး body shape မှာ ရှိမနေဘူးဆိုတာတွေ့ရတယ်နောက်တစ်ခုကဒီ game ထဲမှာအရှင်းပြောရင်အပားခိုနေတာ ရေးသားခိုးနေတာနှက်နေတာမျိုးတွေတကယ်ကျွန်တော်ကွင်းထဲမှာမြင်နေရတယ်တချို့အလုံးတွေက press တက်လို့နေပြီတသိန်းလုံးကအဲဒီ Madrid ရဲ့ကစားသမား၅ဦးလောက်ကဆိုတော့ပိတ်ဆို့နေတဲ့အချိန်မှာ Vinicius Junior ကကိုအနောက်မှာတယောက်ပဲပြန်ခဲ့တယ်သူတက်ပြီးတော့ lock လောက်ထားမယ်သူကသူသွားမလုပ်ဘူးမလုပ်တော့ကျန်တဲ့ကစားသမား၅ယောက်လောက်တဲ့အလုပ်ကအလကားနေပြူကြသွားတယ် energy သုံးလိုက်ရတာပဲအဖက်တင်တယ် space ကြီးပေးလိုက်ရတာပဲအဖက်တင်တယ်အဲ့နေရာကြီးကလွတ်နေတဲ့အတွက်အဲ့ဒီညာချမ်းကိုဘောလုံးက Eric Garcia ကိုဘောလုံးကရောက်လာတယ် Eric Garcia ကနေ line ကြော်ပြီးပေးလိုက်တော့အသေးအတန်ကြီးပြန်လိုက်ရတာမျိုးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါကြောင့်လေဟိုပြောမယ်ဆိုဘာစလိုနာနဲ့ Real Madrid ကတူကိုမတူတာဘာမတူလဲဆိုရင်အသင်းလိုက်လှုပ်လှုပ်တဲ့ပုံစံဘာစလိုနာကစားသမားတွေအရန်ကြမ်းတယ်သို့တော့အဲ့ဒီအရန်ကြမ်းခြင်းမှာ လူကိုဥတည်လူချကစားတာမဟုတ်ဘူးသူတို့ဘောလုံးကိုပဲကစားတာဒါပေမဲ့အဲ့ဒီဘောလုံးကိုသူတို့ကတကယ်အမဲဖြတ်သလိုကစားတာနှစ်ယောက်သုံးယောက်ဝုံဝုံဝုံဆိုညံ့ညက်သွားတာအဲ့ဘာစလုံးကစားသမားတွေအဲ့လိုမျိုးဘောလုံးရပြီဆိုရင်ရမ်မရစ်ကစားသမားတွေကအဝေးရနေပြီးတော့အခြေအနေကိုစောင့်ကြည့်ရင် delay လုပ်ရင်ပေါက်ပေါက်သွားတာမျိုးအဲ့အဲ့ဒီနေရာအဲ့ဒီ aggressive အဲ့ဒီ intensity အဲ့ဒီအချက်ကတော်တော်ကွာလေ hard walking and intensity ကတော့ ော်တော်ကွာနေတာကိုတွေ့ရတယ်။နောက်ဒီဘက်မှာမဖြစ်မနေဘောနော်။ဒီကွင်းလက်တိုင်းနဲ့ပတ်သက်ပြီးတော့ဒီ Hernandez Hernandez ဟိုမကြာခဏလေအငင်းပွားစရာတွေဖြစ်လေရှိတဲ့တိုင်းပေါ့။ဗန်ဒီလေရှိတဲ့တိုင်းပေါ့။ဆိုတော့အခုကျွန်တော်ကဒီဘက်မှာတိုင်းကမက်ဒရစ်ဘက်ကိုလိုက်တယ်လို့ပြောရင်မက်ဒရစ်ပြည်သက်တွေသဘောကျမှာမဟုတ်သလို ဘာစလိုနာအားသာသေးတဲ့ဆုံးဖြတ်ချက်တွေချရတယ်ဆိုလဲဘာစလိုနာပြုတ်ဆက်တယ်သဘောကျအောင်မဟုတ်ဘူးဆိုတော့နှစ်နှစ်သင်းစလုံးရဲ့အခုအမြင်ပါပေါ့နော်ဘာစလိုနာပြိသက်တွေကလည်းမက်ဒရစ်ကိုဒိုင်ကူတယ်လို့မြင်တယ်လို့မက်ဒရစ်ပြိသက်တွေကလည်းဘာစလိုနာကိုဒိုင်ကူတယ်လို့မြင်တယ်အဲ့ဒါတွေကအယိုးဆွဲလာတဲ့အရာတွေအဲ့ဒါတွေကဖျောက်ဖျက်လို့မရအောင်ဆိုတော့တကယ်အဖြစ်မှန်ကတော့ဒီပွဲမှာဟန်နန်ဒက်ဆန်နန်ဒက်ဆိုတာဝေဖန်စရာတွေအများကြီးရှိတယ်သို့တော့ချီးကျူးစရာချီးကျူးစရာတော့မဟုတ်ဘူးလေဒါပေမဲ့ကျွန်တော်ဘောလုံးပွဲတွေမှာကျွန်တော် မြင်ကျင်နေတဲ့အရာတခုလည်းကျွန်တော်တွေ့ရတယ်ဒီ100 standard 100 test နဲ့ပတ်သက်ပြီးတော့ဒီယမတွင်းသွားတဲ့ goal က Real Madrid ကစားသမားတွေက complaint တက်တယ်အဲ complaint တက်တဲ့အခါမှာအဓိက De Jong ကပေးတဲ့ play မှာလက်ထိတယ်ဆိုပြီးတော့ complaint တက်တယ် complaint တက်ပေမဲ့ဟို2021တုန်းကဆိုရင်အဲ့ဒါမှန်တယ်ဘေးက play ဖြစ်ဖြစ်ဘေးနေရာမှာပဲဖြစ်ဖြစ် ဒါဟာဟိုဘေးရပလေးတစ်ခုရဲ့တနေရာရာမှာလက်ထိပေါ်ဖြစ်ရင်ကိုကမပေးဘူးဒါပေမဲ့စီးမင်းကပြောင်းသွားပြီ2022 23ကစပြီးတော့23 24 24 24 300လေးရှိသွားပြီအဲ့ဒါပါလဲဆိုတော့အဲ့ဒီဟန်ဘောတွေမှာရည်ရွယ်ချက်မပါဘဲနဲ့မတော်တဆထိတဲ့ဟန်ဘောတွေမှာအဲ့ဒီဟန်ဘောကိုကျိုးလွန်သူဟာဂိုးပေါက်တွေကိုတိုက်ရိုက်ကန်ဆိုရင်သို့မဟုတ် direct assist မဟုတ်ဘူးဆိုရင်အဲ့ဒါဟန်ဘောမဟုတ်ဘူး ဒါကြောင့်ဒီကွန်းတိုင်ကတောင်ဟန်းဖို့အဖြစ်မတတ်မဟုတ်ဘူးအဲ့ဒါကမှန်တယ်မှားတာကဂျာမနီဒီဖရန်တိုရက်စ်ကိုနောက်ကဆွဲလှည့်ချတဲ့အလုံးအဲ့ဒါကတကယ်ဂိုးအဖြစ်သွားနိုင်သောအခြေအနေကိုတားဆီးခြင်းဆိုတဲ့ဥပဒေနဲ့ညှိပြီးတော့ဒါကတကယ်ရက်ကက်ဖြစ်ရမှာသို့တော့အဲ့ဒါရက်ကက်မဖြစ်ဘူးအဝါကက်ပဲပြတယ်ဆိုတော့အဲ့ဒီဟာကမှားတယ် တခါကီလီယန်အမ်ဘပ်ပေဒီပယ်နတီဖြစ်သွားတဲ့အလုံးဒါပေမဲ့နောက်ပိုင်းမှာ VAR ကဒီဂျူ့ဘယ်လင်ဂန်လူကြုံနေလို့တကယ်နည်းနည်းလေးကကြုံနေလို့တကယ် marginal offside လေးအားကြောင့်ပယ်နတီ disallow လုပ်လိုက်တယ်ပေါ့ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒါကအမ်ဘပ်ပေကတကယ်ဟို dive diving throw သွားတာဘောလုံးနဲ့ အမ် sorry frankie de jong ရဲ့ခြေထောက်နဲ့တူတယ်လုံးဝမထိဘူးအဲ့တော့ dive အဲ့ dive ကြောင့်ဒါခင်လေအမ်ဘာပေရဲ့ဖြစ်ရဟာအဝါကက်ပြန်အပြခံရမှာဆိုတော့ VR ကအဲ့ဒါကိုမကြည့်ပဲနဲ့ဒီဟိုလူကြုံမကြုံကိုသွားကြည့်တယ်အဲ့ဒါတစ်ချက်နောက်ချက်က Germany penalty ဖြစ်သွားတဲ့အလုံး penalty box တင်မှာလက်ထိသွားတဲ့အလုံး Barcelona ကစားသမားတွေက Germany ကလက်ကိုကားပြီးဝင်ပါတယ်ဆိုပြီးတော့ ဟိုဝိုင်းပြီးတော့သောရကတက်ကြတယ်ပန်နတီတောင်းကြတယ်အနေကတောင်ပြပြခိုင်းတယ်ဆိုတဲ့သဘောမျိုးကျွန်တော်တွေ့ရတယ်တိုးတော့ကျွန်တော်အမြင်ကအဲ့ပန်နတီဘလို့မှပေးလို့မရအောင်တကယ် extremely close ဖြစ်နေတဲ့အနေအထားပြီးတော့လက်ဟာတကယ် hand position ဟာ natural နေတာမှပဲရှိတယ်အဲ့ဒါကိုပန်နတီလုံးအောင်ပေးဘူးဆိုတော့ပြင်းလိုက်ရင်လည်းလက်ကထွက်သွားတယ်ထွက်သွားတာလည်းအပြင်ကိုအများကြီးမထွက်သွားတဲ့အပြင်ကို အမြင်ဆိုးတာကဘေးရိုက်ရိုက်ပြီးတော့လက်ဟာလူရဲ့အနောက်ကိုရောက်နေတဲ့အတွက်ဘောလုံးထိရင် အဲ့ဒါကြီးကအဝေးရောက်နေသလိုအမြင်ဆိုရမယ်တကယ်ကျွန်တော်တို့ဘေးတိုင်းမြင်ခွင့်ဖြစ်စီအနောက်ကဖြစ်စီကြည့်တဲ့အခါကျရင်ရှင်းတယ်ဒါကတကယ် natural position ပဲပြီးတော့နောက်ကပန်နတီပေးတဲ့အခါမှာဒီ shoulder ရဲ့အပေါ်ကိုလက်ရောက်နေခြင်းအဲ့လက်ဟာဒီကနေတော့အကျမှာဆိုရင်ပန်နတီပေးတယ်ပြီးတော့လက်ကိုကားပြီးဝင်ပန်နတီပေးတယ်ပုံမှန်ဒီလက်ဟာလက်နှစ်ဖက်ရဲ့ direction ဟာ shoulder ကနေပြီးတော့ဒီမျက်ခင်းစီကိုဥတည်ပြီးတော့သွားနေပန်နတီမပေးဘူးဆိုတော့ဒါကြောင့်ဒီဟာတော့ ဝင်တဲ့တိုင်မှန်တယ်။ဟိုဘက်ဒီဘက်အပြန်အလှန်အငင်းပွားစရာတွေကတော့အများကြီးပဲသို့တော့ဒီအဲ့ဒီအနေထားပေါ့နော်အတိအကပါလဲဆိုတော့ဒိုင်ကအစောပိုင်းမှာပန်နယ်တီမပေးဘူး။ VAR ကဒီဒီအခြေအနေကိုပန်နယ်တီကြည့်ဖို့ပြန်ပြီးတော့တောင်းဆိုတယ်။တောင်းဆိုတဲ့အခါမှာဒီ Hernandez က monitor ကိုသွားကြည့်တယ်။သူကျွန်တော်တွေးနေတာဒီကွင်းထဲကဒိုင်နေဟာဒီ VR ဒိုင်ကနေ monitor ကြည့်ပြီးဖိတ်ခေါ်တိုင်းမှာသူတို့ရဲ့ ဒီ decision က100%နေပါပဲအဲ့ဒီ VR Dyne ရဲ့ဟိုဘယ်လိုကောင်းလဲတိုက်တွန်းမှုအကြံပေးမှုလိုက်လာပြီးတော့ decision တွေပြောင်းပြောင်းလိုက်တာတွေ့ရတယ်ဒါပေမဲ့ तू သွားကြည့်တယ်သွားကြည့်ပြီးတော့ဒီဒါ penalty မဟုတ်သေးဘူးဆိုပြီးတော့ तू ထပ်ပြီးတော့ तू ပြူစားတယ်ဆိုတော့ကျွန်တော်အဲ့ဒီဟာကိုတော့ကြိုးဆိုတယ်အဲ့ဒါကကြတော့ဟိုတကယ်လည်းရှိတယ်တခါလေကြာရင်တကယ် nonsense ကြီးဒါကသူ့ကွင်းထဲအောင်ဆုံးဖြတ်ချက်မှန်ပြီးသား ဒီ VR ကနေပြီးလှမ်းပြီးခေါ်တဲ့အခါ VR တိုင်တွေကလှမ်းခေါ်တဲ့အခါသွားကြည့်ပြီးတော့ decision ပြောင်းလိုက်တာမျိုးတွေကအချိန်ပေါင်းများစွာရင်ဟောကြလည်းမကောင်းတဲ့ authority ကသူ့ကိုအပြစ်ပေးတာဖြစ်တတ်တယ် monitor ကိုကြည့်ပြီးတဲ့နောက်မှာဒီဂျာမနီရဲ့လက်ထိပ်ပေါ်ပြန်ပြီးမဟုတ်ဘူးလို့ဆုံးဖြတ်ရဲတဲ့တတိကိုတော့ကြိုးဆိုတယ်ဒါပေမဲ့ကျန်တဲ့နေရာတွေမှာတော့ဆော့ဆော့ပြောခဲ့သလိုပဲသူ့အမှားတွေအများကြီးပဲဟောနင်နာခဲ့အများစုပေါ့နော်နင်နာခဲ့တဲ့အများစုကတော့ပါဆိုတာဖြစ်ခဲ့တော့လို့တွေ့ရတယ်ဆိုတော့ဒါကတော့ဒါကတော့ဒီ Eclipse ကိုပွဲတကယ်လည်းအကောင်းခဲ့တယ် ယမားရာဖင်ညာဘက်ထရီဒီကစားသမားတွေရဲ့အကောင်းဆုံး performance ကိုထပ်မြင်ရတယ်ဟန်စီဖလစ်ရဲ့ဒီဥဆောင်မှုဟန်စီဖလစ်ရဲ့စားလောင်မှုဒီအသင်းကိုစိတ်ရောကိုယ်ဝါနှစ်ပြီးတော့ဟိုတွန်းတင်ဖို့ကြိုးစားနေတဲ့စိတ်အတိုင်းစားမြင်နေရတယ်ဆိုတော့ဒီຢာရီအတွက်ကြီးလက်ချီးကျူးပါတယ်ပြီးတော့ရယ်မက်ဒရစ်ကိုလေးဘွယ်ကစားလေးဘွယ်နိုင်ဆိုတော့ရော့ဇပ်ဒီနဲ့အပြတ်သက်ဒီဒီအသင်းကဟိုတကယ်တော့ triple ရခဲ့တဲ့အသင်းပေါ့နော် inter milan နဲ့ပွဲမှာသူတို့ခြေခောက်သွားခဲ့တယ်အခုပြင်ဖလားယူပြီးသွားပြီလာလီကဖလားလဲယူဖို့95ရာခိုင်နှုန်းလို့ပြောလိုက်ရ96ရာခိုင်နှုန်း98ရာခိုင်နှုန်းတိုက်တာပြောလို့ရတာပဲဆိုတော့အားလုံးကျေးဇူးတင်ပါတယ်